question 23.1 the following is a summary of the bank account of the receipt and payment account အောက်မှာပြထားတာကတော့ receipt and payment account ရဲ့ bank column နဲ့ဆိုင်တဲ့စာရင်းများကိုပေးထားတာဖြစ်ပါတယ် of the poly sport and social club for the year end 30 June 2020သူလုံငန်းရဲ့စီးနှစ်ကုန်တဲ့နေ့ကတော့30 June 2010ဖြစ်ပါတယ် ဒါဆိုအောက်မှာသူကအမားတို့ကို receipt and payment account ဆိုပြီးတော့ပေးထားပါတယ်ပုံစံမှာဒီ receipt and payment account ဆိုတာက bank account ကိုပေးထားတာဖြစ်ပါတယ်မတော်ကအရှိမအမကပြောခဲ့တယ်ဒီ non trading ပုံစံတွေမှာ receipt payment account ဆိုရင်အဲ့ဒီ receipt payment account မှာလုပ်ငန်းရဲ့ cash account ရော bank account ရောပါရမယ်လို့ပြောထားပါတယ် ဒါပေမဲ့ဒီပု္ပ္ပာရဲ့ recent payment account ကတော့ cash account မပါပါဘူး bank account ပဲပါတာဖြစ်ပါတယ် bank account ရဲ့ဇယင်းပဲဖြစ်ပါတယ်ဒါဆိုရင် bank account တွေမှာပါတယ်ပါတယ်အမတို့ကြည့်လိုက်မယ် balance pd ရှိတယ် pd တန်ဖိုးဝိုင်းထားမယ်ပြီးွားရင် restaurant taking သူ့ရဲ့ဘေးနားမှာရေးထားမယ် restaurant ရဲ့ revenue ဇယင်းဖြစ်တယ်ပြီး annual salary annual subscription ဇယင်းရှိတယ်နောက် credit ချမ်းမှာ waiter or restaurant step ရှိတယ် restaurant ရဲ့အပူရဲ့လာစာဖြစ်တယ် restaurant supply restaurant supply ရဲ့ဘေးနားမှာ tp ဆိုရရေးထားမယ် trade payable ကိုပြောချင်တာဖြစ်ပါတယ် spot equipment ကိုတော့ non current asset လို့ရေးထားမယ်ဒါဆိုရင်ဒီနှစ်အတွင်းမှာကိုယ့်ရဲ့လုပ်ငန်းကနေ non current asset တွေဝယ်ထားတာရှိနေတယ်လို့သိရမှာဖြစ်တယ် club treasury ဆိုတော့ club ရဲ့ငွေကိုင်းရဲ့လာစာဖြစ်တယ် run and rate run and rate လာယန်ကစာရင်ဖြစ်တယ်လာယန် he general expense ban charge club manager salary ဒါတွေအကုန်လုံးကလုပ်ငန်းရဲ့ expense စာရင်တွေဖြစ်ကြတယ်နောက်ဆုံးမှာ balance sheet ရှိတယ် city demo လဲဝိုင်းထားမယ်ဘာကြောင့်ဝိုင်းလဲဆိုရင် SOP တွေ့တဲ့အခါ current asset မှာထည့်ချင်လို့ဖြစ်တယ်ဘာကြောင့် current asset ဖြစ်သွားလဲဆိုရင်ဒီ city demo ကိုကိုယ့်ရဲ့စိတ်ကူးထဲကနေ BD ဖြစ်ပြန်ပြီးတော့ဆွဲချကြည့်ပေးရမယ် ED ဖြစ်ပြန်ဆွဲချကြည့်လိုက်တာ ဓာတ်ပိတ်ချောင်းရောက်သွားတာဖြစ်တဲ့အတွက်ကြောင့်အဆိုအပီဆွဲတဲ့အခါ current asset တွေမှာထည့်ရမယ်လို့ပြောတာဖြစ်ပါတယ်။မဆိုရင်တော့အမားတို့တွေ The following additional information was also available ဆိုပြီးတော့ပုံစံရအောင်မှာပေးထားတယ်။အဲ့မှာပေးထားတဲ့ column နှစ်ခုမှာတစ်ခုက opening column ဖြစ်ပြီးတော့နောက်တစ်ခုက closing column ဖြစ်ပါတယ်။ဒီတော့ဘာတွေလဲကြည့်လိုက်မယ်။ inventory or restaurant supply inventory စရင်းဖြစ်ပါတယ်။ buy and heat အခု run array prepaid run array accrue cash in hand spot equipment at net for value trade paper for restaurant supply ဒါတွေကိုမတို့တွေ current asset current liability တွေခွဲလိုက်ကြမယ်เนาะနောက်ပြီးွားရင်နောက်နှစ်ကြောင်းကျန်နေတယ် subscription in area သူရဲ့အထိပယ်ကတော့ရရန်ရှိသောအသင်းဝင်ခြင်းလို့ခေါ်ပါတယ်ရရန်ရှိတာဖြစ်တဲ့အတွက်ကြောင့်လုပ်ငန်းရဲ့ current asset ဖြစ်သွားပါမယ် subscription in advance ကတော့ကြိုရထားတဲ့အသင်းဝင်ကြီးဖြစ်ပါတယ်။ကြိုပြီးတော့ရထားတယ်ဆိုရင်ပြန်ပြီးတော့ပေးရမယ့်တောင်းကိုလုပ်ငန်းမှာရှိနေတယ်။ဒါကြောင့်မို့လို့သူကတော့လုပ်ငန်းရဲ့ current liability ဆိုရင်ဖြစ်ပါတယ်။ဒါဆိုရင်ဟုတ်ပြီ။ opening closing အခုလိုမျိုး column တွေပေးထားရင် incomplete record တွေ့တယ်လို့ပါပဲ။ inventory ရလွဲပြီးတော့ကျန်တာတွေကိုအကောင့်ဆွဲပေးရမယ့် walkie မှာနော်။ဒီပုံစံရဲ့ထူးခြားချက်ကတော့ inventory ကိုလည်း မတွက်ဘူး cash in hand ကိုလည်းမတွက်ပါဘူး။ဘာကြောင့် cash in hand ကိုလည်းမတွက်တယ်လဲဆိုရင်တော့ cash in hand ရဲ့ opening တန်ဖိုးနဲ့ closing တန်ဖိုးဟာနှစ်စာနဲ့နှစ်စုံတန်ဖိုးနှစ်ခုကတူနေတာဖြစ်ပါတယ်။ cash in hand ရဲ့အကောင့်ကိုလည်း working မှာမတော်တွက်နေတော့ပါဘူး။ဒါဆိုရင်အောက်တစ်ကြောင်ရှိသေးတယ်။40% of the rent and rate is to be approaching to the restaurant ဆိုတော့ rent and rate ရဲ့၄၀%ကိုတော့ restaurant စီးရင်တွေကိုဖက်ပေးပါလို့ပြောပါတယ်။ ။ဆိုရင် run array ဆိုပြီးတော့ band count ထဲမှာရှိပါတယ်။အဲ့ run array ရဲ့စာရင်းကိုမတော်တွေရဲ့အခုလိုမျိုးများလေးခွဲပြီးတော့ပြထားလိုက်ပါမယ်။ကိုယ့်ရဲ့ပုံစံထဲမှာလည်း50ရာခိုင်နှုန်းကိုတော့ restaurant ထဲမှာထည့်ပြီး channel 60ရာခိုင်နှုန်းကိုတော့ IE ဆိုတာက income and expenditure account ကိုအတူောက်ရေးတာဖြစ်ပါတယ်။ IE ထဲမှာထည့်မယ်ဆိုတဲ့သဘောဖြစ်ပါတယ်။အဲ့ဆိုရင်တော့ require ကိုကြည့်လိုက်ရအောင်။ မကွာရရဲ့နံပါတ် A ကတော့ statement of effect to calculate the accumulated fund at 1 July 2009 accumulated fund ဆိုတာ capital ကိုပြောတာပဲဖြစ်ပါတယ်ဒီတော့1 July 2009ဆိုတာနှစ်အစမှရှိတဲ့ capital တန်ဖိုးတွက်ခိုင်းတာဖြစ်ပါတယ်ဒါဆိုရင် opening capital ကိုတွက်ခိုင်းနေဆိုရင်သဘောမဖြစ်သွားဘူးလားဟုတ်ပါတယ်ဒါဆိုနံပါတ် B ကတော့ restaurant account ကိုဆွဲခိုင်းတယ်နံပါတ် C က income expenditure account နဲ့နံပါတ် D ကတော့ SOP တွေကို ဆွဲခိုင်းတာပါတယ်။ဒါဆိုရင်တော့ပုံစံ23.1ကိုတော့ဖို့အတွက်အမတို့တွေ notes နဲ့ရှင်းပြီးတော့စဉ်းစားကြည့်ရအောင်။ပုံစံရဲ့အစဟို require မှာကသူက opening accumulated fund ကိုတွက်ခိုင်းထားပါတယ်။ဒါဆို notes number 1ကလမ္မအေးအဖြစ်အမတို့တွက်ပေးရမှာဖြစ်သွားပြီပေါ့နော်။ opening accumulated fund ကိုလိုချင်ရင် opening assets ကနေ opening liabilities ကိုနှုတ်ပေးရမှာဖြစ်ပါတယ် နောက် notes ရဲ့နံပါတ်2ကတော့ resilient payment account ဆွဲပေးရမယ်ဒါပေမဲ့ဒီပုံစံမှာက resilient payment account ကဆွဲထားပေးပြီးသားဖြစ်နေပါတယ်ဒါကြောင့်မို့လို့အမတို့ဒီပုံစံအတွက် notes နံပါတ်2ကိုမပြုတ်လုပ်ပြရပါဘူးဒါဆိုရင်တော့ notes နံပါတ်3က subscription account ဆွဲပေးရမှာဖြစ်ပါတယ် subscription account ကိုဒီပုံစံမှာက walkie မှာတဆွဲမှာဖြစ်ပါတယ်နောက်ပြီးသွားရင် notes နံပါတ်4ကတော့ credit purchase from trade payable trade waiver account ကိုဆွဲပြီးတော့ credit purchase ကိုလည်း walkie မှာပဲမာလို့တွတ်ပေးရမှာဖြစ်ပါတယ်။ဒါပြီးွားရင်တော့ပုံစံမှာ cash purchase ရှိတယ်ဆိုရင် total purchase ကိုရှာပေးရမှာဖြစ်ပါတယ်။ဒါပေမဲ့ဒီပုံစံမှာက cash purchase ဆိုရင်မပါပါဘူး။ဒါကြောင့် total purchase ကိုလည်းရှာပေးစရာမလိုတော့ပါဘူး။ဒီပုံစံအတွက်ကိုဗမာပြီးွားရင် notes number 6ကတော့ opening မှာ အခုတွေ prepaid နေပေးထားတယ်ဆိုရင် walking တွက်ပေးရမယ်တဲ့ဒါကိုလည်း walking မှာမှာတို့တွက်ကြမှာဖြစ်ပါတယ်။အားကြောင့်လည်းဆိုတော့ပုံစံမှာက cruise ဇယင် prepaid ဇယင်နေ opening မှာရှိနေလို့ဖြစ်ပါတယ်။ပြီးရင်တော့ notes number 7ကတော့ depreciation method တွက်ဖို့မပေးထားတဲ့အတွက်ကြောင့် walking မှာ non-current asset account ဆွဲပြီးတော့ depreciation တက်မှုကိုရှာပေးရမှာဖြစ်ပါတယ်။ ခုပုံစံမှာလည်း depreciation တော့ကို method တွေမပေးထားပါဘူးဒါကြောင့်မလို့ဟိုကီမှာ non current asset ရဲ့ cost account ကိုဆွဲပြီးတော့ depreciation တန်ဖိုးရှာကြမှာပါနောက် notes number 8ကတော့ non current asset ရောင်းတဲ့စည်းရုံးများရှိတယ်ဆိုရင် working မှာ disposal account ဆွဲလို့ပြောထားပါတယ်ဒီပုံစံမှာ non current asset ရောင်းတဲ့စည်းရုံးမရှိပါဘူးဒါကြောင့် working မှာ disposal account လည်းဆွဲပေးစရာမလိုတော့ဘူးဖြစ်ပါတယ်ဒါကတော့အမတို့တွေ notes နဲ့ရှင်ပြီးတော့ကိုဒီပု္ပ္ပစာအတွက်ဘာတွေပြုလုပ်ရမလဲဆိုတော့ကိုစဉ်းစားလိုက်တာဖြစ်ပါတယ်